ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့စစ်တပ်ဟာယူကရိန်းရဲ့တောင်တင်းလှတဲ့တိုက်ခိုက်မှုကြောင့်ဆုံးရှုံးမှုတွေနဲ့ကြုံလာတာနဲ့မျှစုပ်ယုပ်သွားလျက်ရှိပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းနိုင်ငံတဲကိုစစ်ခင်းဝင်ရောက်လာခြင်းကစလို့သူဟာတပတ်မတိုင်ခင်ယူကရိန်းကိုအပိသက်တိုက်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ယခုခါကတော့အချိန်ကလည်း3နှစ်ကျော်လာကြာလာပြီဖြစ်တယ်လို့ပူတင်ဟာစိတ်သက်ကြဆင်းနေတဲ့စစ်တပ်နဲ့ရင်ဆိုင်နေရပါပြီ။စစ်ကြိယာမလောက်ငါတယ်လို့ဖွဲ့စည်းပုံပြည့်ရင်းလာပြီး စစ်တိုက်နိုင်စွမ်းလုံးလုံးမရှိနိုင်တော့မဲ့အခြေအနေနဲ့ကြုံလာရနေပါပြီ။ပူတင်ကြုံတွေ့နေရတဲ့အမှန်တရားကတော့သူ့ရဲ့ကိုပိုင်စစ်ဗျူဟာတွေကရုရှားနဲ့ယူကရိန်းစစ်ပွဲရှုံးနိမ့်တော့မယ်ဆိုတာပါပဲ။ဧပြီလ10ရက်နေ့က Times Radio ဟာရုရှားစစ်တပ်အခြေအနေပေါ်သုံးသပ်ချက်အပြည့်စုံကို George Barros နဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ Institute for the Study of War ISW ရဲ့ရုရှားနဲ့ Geospatial Intelligence အဖွဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ Barros ဟာစစ်ပွဲကာလ3နှစ်ကြာ ်ပူတင်နဲ့သူ့စစ်တပ်တို့ရဲ့ယူကရိန်းကို သိမ်းပိုက်ဖို့ကြိုးပမ်းမှုတွေကိုလေ့လာခဲ့ပါတယ်။သူကတော့အခုဆိုရင်ရုရှားတွေအနေနဲ့အလွန်ခက်ခဲတဲ့အခြေအနေတွေကြုံလာနေပါတယ်။ဒီပြဿနာတွေဟာဆက်လက်ဖြစ်ပေါ်သွားမှာပါ။ရုရှားစစ်သားတွေရဲ့တေဆုံးမှုနှုန်းကမြင့်မားပြီးပြန်မဖြစ်တင်နိုင်တဲ့အတွက်ရှုံးနိမ့်ဖို့ဦးတည်နေတယ်လို့ဘာရုစ်ကဆိုပါတယ်။ရုရှားရင်ဆိုင်နေရတဲ့လက်တလောပြဿနာတွေကဘာတွေလဲဆိုရင်ယူကရိန်းကမကြသေးခင်ကရုရှားစစ်တပ်နဲ့အတူတောင်ပိုင်းဒွန်ညက်စ်ဒေသမှာတိုက်ခိုက်နေတဲ့ တရုတ်စစ်သားနှစ်ဦးကိုဖမ်းဆီးနိုင်ကြောင်းကြေညာခဲ့ပါတယ်။ယူကရိန်းနိုင်ငံသား၏ဝန်ကြီးကတရုတ်တွေရဲ့အခုစစ်ပွဲမှာပါဝင်လာမှုကငြိမ်းချမ်းရေးကိုမေးခွန်းထုတ်เสียရာဖြစ်နေပြီလို့ပြောခဲ့ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီးကလည်းတရုတ်စစ်သားနှစ်ဦးထပ်မကတဲ့တရုတ်တပ်ဖွဲ့ဝင်တွေဟာရုရှားဘက်ကပါဝင်တိုက်ခိုက်နေတယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့စစ်တပ်ဖွဲ့တစ်ခုဟာတရုတ်စစ်သားအနည်းဆုံး6ဦးပါဝင်နေတယ်လို့ပြောကြားလာခဲ့ပါတယ်။ဘာရုစ်ကပြောတာကတော့ ဒီဖြစ်စဉ်ဟာယူကရိန်းစစ်ပွဲအတွက်အလှည့်ပြောင်းဖြစ်လာနိုင်ကြောင်းတရုတ်တွေရုရှားစစ်တပ်ဖွဲ့မှပါဝင်နေတာကအရေးကြီးကြောင်းရုရှားရဲ့စစ်စင်ရေးစွမ်းရည်ပေါ်မေးခွန်းထုတ်နိုင်ကြောင်းဆိုပါတယ်ဘာရုစ်ဆက်ပြောတာကတော့အခုအချိန်ကဥရောပကိစ္စတွေကိုဥရောပဟာကိုယ်တိုင်ဖြေရှင်းတင်ပြီးအမေရိကန်ကတော့တရုတ်ကနေဖြစ်လာနိုင်တဲ့အန်ရီကိုသာအာယုံစိုက်တင်တယ်ဆိုတဲ့စကားကိုလက်မခံကြောင်းအခုကဘာကြီးကဥရောပဟာတနေရာတရုတ်ကတနေရာပဲဆိုပြီးခွဲထားလို့မရတော့ဘူး တကယ်တော့စစ်မြေပြင်တွေဟာဆက်ဆက်နေကြတယ်။တီးကြမခွဲခြားနိုင်တော့ဘူး။တနင်္လာကိုကာဝယ်မယ်ဆိုရင်တစ်ဖက်ကလည်းတပြိုင်တည်းတွေးဖို့လိုတယ်လို့ဆိုပါတယ်။ထပ်ပြောရရင်တော့တရုတ်စစ်သားတွေယူကရိန်းကဖမ်းဆီးခံရမှု အမေရိကန်တွေနဲ့ရုရှားကိုဆန့်ကျင်တိုက်ခိုက်တာပုံမပါဝင်လာနိုင်ကြောင်းအထောက်အထားတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါဟာတတိပေးချက်တစ်ခုပါပဲ။အမေရိကန်ကတရုတ်ပေါ်ပဲအာရုံစိုက်ပြီးမနေနိုင်တော့ဘူးဆိုတာသိတာလာပါတယ်။တရုတ်ကရုရှားကိုကြဲကြဲပြန့်ပြန့်ထောက်ခံနေမယ်ဆိုတာက ရုရှားနဲ့တရုတ်ကြားဆက်ဆံရေးခိုင်မာကြောင်းကိုပြတာပါပဲနောက်တစ်ချက်ကတော့ပူတင်ဟာမိမိရဲ့တိုက်ခိုက်မှုကိုဆက်လက်ဖော်ဆောင်နိုင်မှုနိုင်ငံခြားထောက်ခံမှုတွေအပေါ်အားထားမျှော်လင့်နေရတယ်ဆိုတာပါဘာရုစ်ကတော့တရုတ်တွေပါဝင်လာမှုဟာအီရန်ကရုရှားကိုလက်နက်ပေးနေတယ်ဆိုတာကိုအတည်ပြုနိုင်တာဖြစ်တယ်လို့မြောက်ကိုရီးယားက2024နောက်ပိုင်းတပ်သားတထောင်ထောက်ပံ့ခဲ့တာတွေကိုပါသက်သေပြလိုက်တယ်လို့ပါပဲဒါတွေဟာပူတင်ရဲ့စစ်သားရှားပါးလာကြောင်းပြသတဲ့အထောက်အထားတွေလည်းဖြစ်ပါတယ် ဒီပြဿနာကိုဖြေရှင်းဖို့ပူတင်ကစ조사နေတာပါဧပြီလ2ရက်နေ့ကပူတင်ဟာရုရှားနိုင်ငံသားပြည်သူ36000ကိုစစ်တပ်ကတောင်းဝင်ထမ်းဆောင်ဖို့ခန့်အပ်လိုက်ပါတယ်သူယူကရိန်းကိုစစ်ခင်းခဲ့ခြင်းကစပြီးအကြီးမားဆုံးစစ်တပ်ထံလူဖြည့်တင်းမှုဖြစ်ပါတယ်သူတို့ဟာအရင်ဆုံးစစ်တင်တိုင်းပေးခံရပြီးရင်တော့ရှုပ်ထွေးလာတဲ့စစ်ခရီးမှာတိုက်ခိုက်ရပါလိမ့်မယ်ဒီစစ်ပွဲမှာရုရှားစစ်သား6,200ကျော်တေဆုံးပြီးသားဖြစ်ပါတယ် ထပ်ပြီးလဲရုရှားရဲ့စစ်သားပြဿနာဟာပိုမိုညှော်နယ်လာမှာဖြစ်ပြီးနောက်ဆိုပူတင်ဟာနိုင်ငံသားចောင်းသားတွေကိုပါထတ်ခေါ်ယူဖို့ကြိုးစားလာနိုင်ပါတယ်ပူတင်ကနိုင်ငံသားစစ်သားများအပေါ်မျှော်လင့်လာတာနဲ့မျှအမေရိကန်ကပါဆက်လက်ပါဝင်လာနိုင်ပါတယ်အမေရိကန်ကတရုတ်ကိုစန့်ကျင်ပြီးအရေးကြီးတဲ့အယူယူမှုဥပမာ အကောက်ခွန်ပိတ်ဆို့မှုတွေလုပ်လိုက်မယ်ဆိုရင်ပူတင်တို့နိုင်ငံသားစစ်သားအရင်းမြစ်တွေအနှဲငယ်သာကြံရှိတော့မှာပါပူတင်ရဲ့အင်တက်တွေကိုက ရုရှားနယ်နိမိတ်ကိုကာကွယ်ဖို့အတွက်လည်းမအောင်မြင်ကြောင်းပြသနေပါဗျ။ယူကရိန်းကအခုချိန်ဘယ်ဂရိတ်ပြည်နယ်ထဲမှာစစ်ဆင်ရေးဆောင်ရွက်နေပါဗျ။ The Times သတင်းဌာနကိုယူကရိန်းသမ္မတဇယ်လန်စကီးကဧပြီလ9ရက်နေ့ကပြောကြားခဲ့ပါဗျ။ရုရှားတွေကသူတို့စစ်တပ်ကိုအိမ်ပြန်ခေါ်နေရပြီဆိုပြီးပါ။ The Times ကထပ်မံအတည်ပြုခဲ့တာကယူကရိန်းကလည်းရုရှားမြေတစိမ့်တစ်ပိုင်းကိုသိမ်းယူထားနိုင်ပြီဆိုတာပဲဖြစ်ပါဗျ။ဒေမီဒော့ဖ်ကဂျေးရွာနီးကမြေဧရိယာ9စတူရန်မိုင်ဖြစ်ပါဗျ။ ဒီစစ်စင်ရေးဟာမက်ရှလာကလေးကစတင်ခဲ့တာဖြစ်ပါတယ်။2024ခုနှစ်ဩဂုတ်လကကုစ်မြို့မှာ တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့ခံစစ်ကြောင်ဖြစ်ပါတယ်။ဘာရုစ်ကတော့ April 9ရက်အထိဆိုရင်ယူကရိန်းတပ်တွေကဘဲဂိုရိတ်က12ကီလို12ကီလိုမီတာလောက်ထိကိုသိမ်းထားတယ်။ဒါကတိတ်ကြီးမားတဲ့ area တော့မဟုတ်ဘူး။ဒါပေမဲ့ကုစ်မှာယူကရိန်းတပ်တွေပြန်လှည့်ထွက်လာဖို့အောင်မြင်မှုတစ်ခုဖြစ်ခဲ့တယ်တဲ့။ဒီအောင်မြင်မှုကရုရှားကို အတော်အထိနာစေခဲ့ကြောင်း Channel 13သတင်းဌာနကဆိုပါတယ်။ ်ပူတင်ကယူကရိန်းကသိမ်းထားတဲ့မြေပြင်ကိုပြန်သိမ်းဖို့စစ်စင်ရေးအတွက်စစ်သား9000ဝန်းကျင်စုစည်းခဲ့ပါတယ်။အဲ့ဒီအနက်တပေါင်းလောက်ကမြောက်ကိုရီးယားကပါ။ပူတင်ကကုစ်ကိုတော့ပြန်သိမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းကဘဲဂိုရိတ်ထဲကိုဆက်လက်ရှေ့ဆက်ဝင်လာမယ်ဆိုရင်သူဟာထပ်ပြီးတခြားမြေပြင်တွေအတွက်တိုက်ခိုက်ဖို့စစ်သားတွေကိုရှာဖွေလို့မဖြစ်နိုင်တော့ပါဘူး။တကယ်လို့ယူကရိန်းကဘဲဂိုရိတ်ထပ်ပို့ပြီးမြေပြင်တွေကိုသိမ်းယူနိုင်မယ်ဆိုရင်ပူတင်ကတော့နားကားမှာပါ။ ဘာရုစ်က Times Radio ကိုပြောကြရမှာတော့ရုရှားတပ်တွေကအမေရိကန်ရဲ့သတင်းအချက်အလက်မမျှဝေခြင်းကိုအပြည့်အဝအသုံးချပြီးယူကရိန်းတပ်တွေကိုကုစ်ကနေတိုက်ဖို့လှုပ်ရှားနိုင်ကြတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။2025ခုနှစ်မတ်လအစောပိုင်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းကိုသတင်းအချက်အလက်မျှဝေခြင်းကိုတားမြစ်ထားတဲ့ကာလဖြစ်ပါတယ်။အဲ့ဒီတားမြစ်မှုကိုအခုတော့ဖြေရှင်းသွားပြီးဖြစ်တဲ့အတွက်ဘယ်ဂိုရိတ်မှာ ပြန်သုံးနိုင်မယ့်အခွင့်အရေးပူတင်မှာမရှိတော့ပါဘူး။ဒါကြောင့် တကယ်လို့ဘယ်ဂိုရိတ်ကိုပြန်ရုပ်သိမ်းဖို့ကြိုးစားရင်ပူတင်ရဲ့တပ်တွေကထပ်ပြီးဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။အခုလက်ရှိကုစမာတိုက်ခိုက်ပြီးကြံရှိနေတဲ့စစ်သားတွေကိုပဲရှေ့တန်းပို့ရမှာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ဟာအလွန်ပင်ပန်းနွမ်းနေနေပြီးတိုက်ခိုက်ဖို့စိတ်တက်လဲညှော့နေနေကြမှာအသေးကြပဲဖြစ်ပါတယ်။ထပ်ခေါ်လာတဲ့စစ်သားတသိန်း6000ကလည်းအစ်စ်တွေဖြစ်လို့သူတို့ကိုຫນွေဥထိတင်တန်းပေးနေရပါတယ်။ဒါကြောင့်အခုလက်ရှိရှိတဲ့တပ်တွေနဲ့ပဲယူကရိန်းတပ်တွေနဲ့နောက်ထပ်တိုက်ပွဲတွေကိုရင်ဆိုင်ရမှာပါ။ သူတို့ဟာစိတ်တက်ကြနေပြီးယူကရိန်းတပ်တွေနဲ့တွေ့ရင်လည်းလွယ်လွယ်နဲ့ဖမ်းခံရမယ့်အန္တရာယ်ရှိပါတယ်။ဘာရုစ်ကတော့ Times Radio ကိုထပ်ပြောပါတယ်။ရုရှားတပ်တွေကမြောက်ယူကရိန်းကိုထပ်မံစစ်ဆင်ဖို့ကြံစည်နေတာကိုယူကရိန်းကလည်းစ조사တိုက်ခိုက်မှာဖြစ်ပါတယ်တဲ့။ဇယ်လန်စကီးကပြောတာကတော့မြောက်ယူကရိန်းမှာရုရှားကစစ်ဆင်ဖို့ကြံစည်နေပါတယ်။ရုရှားတပ်တွေကဆူမီပြည်နယ်ကို2022ခုနှစ်ကလေးကသိမ်းဖို့ကြံစည်နေကြတာဖြစ်ပါတယ်တဲ့။ဘာရုစ်ကဆက်ပြောတာကတော့ ကုစ်မှာတိုက်ခိုက်နေတဲ့ရုရှားစစ်သားအင်အားတွေဟာတကယ်တော့ဆူမီမာစစ်ဆင်မှုအတွက်အစကရည်ရွယ်ထားတာပါ။ဒါပေမဲ့ဘယ်ဂိုရိတ်မှာစစ်ထက်ဖြစ်နေတာကြောင့်သူတို့ဆူမီမသွားနိုင်မဲရုရှားမြေပြင်ပေါ်မှာပဲတားဆီးခံရတယ်လို့ပါ။အဲ့ဒီအတိုင်းပဲပူတင်ရဲ့အစီအစဉ်ဟာတချက်ချင်းချိုးဖောက်ခံနေရပါပြီ။ယူကရိန်းကိုဘယ်ဂိုရိတ်ကဖယ်ရှားနိုင်မလားဆိုတာမသိရသေးပေမဲ့ဖယ်ရှားနိုင်ရင်လည်းသူ့အတွက်အရေးကြီးတဲ့ဆူမီမာစစ်ခင်းမှုအတွက်စစ်သားမကြံနိုင်တော့ပါဘူး။ ဒါအပြင်ထပ်ခေါ်ထားတဲ့စစ်သား3600ပါဝင်ပူတင်ရဲ့စစ်တပ်ဟာပြိုကျနေတာကိုခိုင်မာစွာပြသနေတဲ့အခြေအနေတွေရှိပါသေးတယ်။ဘာရုစ်ကဆိုတာကသူတို့ရဲ့တင်တဲ့ဟာຫນွေဦးဆိုရင်ပြီးတော့မယ်။ဒါပေမဲ့မပြီးခင်ကလေးကသူတို့ကိုတုံးနိုင်ဖို့ရှေ့လတွေမကြံနိုင်တော့ဘူးလို့ပြောပါတယ်။တင်တဲ့မပြီးခင်ကလေးကအသုံးမဝင်နိုင်တော့တဲ့အကြောင်းရင်းကတော့ပူတင်ရဲ့စစ်တပ်ဟာရှီပီးသားအင်အားနဲ့တိုက်ပွဲဝင်နေရပြီးယူကရိန်းကလည်းစနစ်တကျပြန်သွားတဲ့စစ်စင်ရေး fighting withdraw ကိုရှော့ချပေးဖို့အတွက်အထောက်ပံ့ဖြစ်အောင်ဘယ်ဂိုရိတ်မှာတိုက်ခိုက်မှုကိုအသုံးချနေတဲ့အချိန်ကြောင်းဖြစ်ပါတယ်။ပူတင်အတွက်ရှေ့ဆောင်စစ်သားတွေကိုပြင်ပနိုင်ငံတွေကနေရယူနေမှုဟာတဖြည်းဖြည်းနှဲပါလာနိုင်ပါတယ်။ရုရှားမှာလည်းစစ်သားအစ်တွေကိုရှာဖွေဖို့ခက်ခဲလာတာကြောင့်သူ့စစ်တပ်အတွက်လူမရှိတော့လောက်အောင်ထိုးနှက်မှုတွေရှိလာနိုင်မှာပါ။တခြားနိုင်ငံကငှားရမ်းထားတဲ့စစ်သားတွေကိုဆုံးရှုံးကြတဲ့ကနိုင်ငံတွေကစစ်သားတွေကိုမပြတ်လိုအပ်လာတဲ့အခြေအနေကပူတင်အတွက်ဒုတိယကြိမ်ဒဏ်ခတ်မှုဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ပူတင်အတွက်ပိုဆိုးရွားတာကနယ်စပ်ကိုတိုက်ခိုက်မှုတွေဖြစ်လာတာပါယူကရိန်းစစ်တပ်ကအခုဘယ်ဂရိတ်မြို့နယ်မှာတိုက်ခိုက်မှုတွေပြုလုပ်နေပြီးယူကရိန်းသမ္မတဇလန်စကီးကလည်းယူကရိန်းစစ်သားတွေဟာရုရှားမြေထဲမှာစစ်စင်ရေးလှုပ်ဆောင်နေပြီလို့အတည်ပြုထားပါတယ်အခုယူကရိန်းစစ်တပ်ကအဲ့ဒီဒေသမှာစတူရမ်းမိုင်9မိုင်လောက်ကို သိမ်းပိုက်ထားတယ်လို့ The Times သတင်းဌာနကထပ်မံအတည်ပြုထားပါသေးတယ်ယူကရိန်းကရှေ့တန်းမှာရှိတဲ့စစ်သားတွေကိုဖိစီးမှုပေးဖို့အတွက် ဒီလိုထိုးဖောက်မှုတွေပြုလုပ်နေကြောင်းသိရှိရပြီးအစိုးဆုံးကတော့ရုရှားစစ်သားတွေဟာအရင်က10လလောက်ကတည်းကရှေ့တန်းမှာရှိနေကြတဲ့စစ်သားတွေပဲဖြစ်ပါတယ်။သူတို့တွေကတချို့ကမတန်မစွမ်းဖြစ်နေပါပြီ။အကြမ်းဖက်အဖွဲ့ဝင်တွေနိုင်ငံသားငှားရမ်းစစ်သားတွေကိုပါစုတောင်းပြီးထပ်မံစစ်ဆင်ဖို့ကြိုးစားနေပေမဲ့အဲ့ဒါတွေကလည်းအချိန်ကြာကြာတောင့်ခံနိုင်မှာမဟုတ်ပါဘူး။အခုတော့မှရုရှားစစ်သားတအုပ်ကိုတလဒေါ်လာ2000ကနေ3000လောက်ပေးနေရပြီးတေဆုံးသူတွေအတွက်မိသားစုကိုဒေါ်လာ3000 9000တောင်အထိပေးနေရပါတယ်။အဲ့ဒီအရာတွေကြောင့်ပဲပူတင်ရဲ့စစ်အင်အားဖန်တီးမှုဟာတဖြည်းဖြည်းမတည်မြဲနိုင်တော့တာပါ။ရုရှားနိုင်ငံရဲ့စီးပွားရေးဟာလည်းစန့်ကျင်မှုတွေကြောင့်တဖြည်းဖြည်းကျဆင်းလာနေတာဖြစ်ပြီးမကြခင်မှာပဲငွေကြေးတားမြစ်မှုတွေဖြစ်လာပြီးစစ်သားစုဆောင်းမှုတွေဟာလည်းအလားအလာမရှိနိုင်တော့ပါဘူး။ယူကရိန်းကရုရှားရဲ့စစ်စင်ရေးကိုထိခိုက်စေနိုင်ဖို့အခွင့်အလမ်းတွေရလာနေပါပြီ။ပူတင်ဟာယူကရိန်းကိုအမြန်ဆုံးသိမ်းပိုက်ဖို့ကြိုးစားခဲ့ပေမဲ့လည်းအောင်မြင်ခြင်းမရှိတဲ့အတွက်စစ်တပ်တန်းရှိတဲ့စစ်ပွဲဖြစ်သွားပါတယ်။ ဒါပေမဲ့အခုလိုနှစ်ရှာကြီးနှစ်ကြာရှည်စွာဆစ်ဆင်ပြီးမှ60ကီလိုမီတာလောက်ပဲအနိုင်သိမ်းယူနိုင်တာကသူ့ရဲ့စစ်တပ်ဟာမျှော်လင့်ချက်တွေပြတ်တောက်လာတာကိုမြင်တွေ့နေနိုင်ပါပြီ။အတူချုပ်ပြောရရင်တော့ပူတင်ရဲ့စစ်တပ်ဟာလူအင်အားလည်းနဲ၊ငွေကြေးလည်းနဲ၊ပြည်သူအကြံဉာဏ်လည်းပြတ်တောက်လာနေတာကြောင့်တဖြည်းဖြည်းပြိုကွဲလာနေတာဖြစ်ပါတယ်။ဒါကတော့ပူတင်အတွက်မလွယ်တဲ့ပြဿနာပါပဲ။မျိုးဆက်အသစ်ဖြစ်စစ်သား36000ကိုတက်ရောက်တင်ကြားခိုင်းနေပေမဲ့လေသူတို့ဟာအဆင်သင့်မဖြစ်သေးပါဘူး။အဲ့ဒီအချိန်တည်းမတိုင်သေးခင်မှာတော့ ရှေ့ကရှိနေတဲ့စစ်သားတွေမှာအလွန်များပြားတဲ့တိုက်ခိုက်မှုတွေကြောင့်ကျမ်းမာရေးလျော့ပါပြီးခွန်အားကုန်ဆုံးနေတဲ့စစ်သားတွေကပုံလာနိုင်ပါတယ်။ဒါပေမဲ့ပူတင်ကအသိမဖြစ်သေးတဲ့စစ်သားတွေကို professional စစ်သားဆိုတဲ့စာချုပ်တွေအောက်မှာလိန်လယ်ပြီးတိုက်ခိုက်ခိုင်းတာမျိုးလုပ်နိုင်ပါတယ်။ဒါဟာလဲသူ့ရဲ့ man power gap စစ်တိုက်ဖို့လူမလုံလောက်ချင်းကို ဖြည့်ဖို့ရုန်းကန်နေတာကိုပြသနေပါတယ်။ဒါပေမဲ့အဲ့ဒီလူငယ်တွေတဦးချင်းစီကစာချုပ်လက်မှတ်မထိုးကြဘူးဆိုရင်ယူကရိန်းမှာတိုက်ခိုက်ဖို့စစ်သားတွေမရှိတော့ပါဘူး။ ဒါဆိုရင်ပူတင်ရဲ့ရှေ့တန်းတက်တွေဘာဖြစ်လာမလဲသူတို့တွေကတော်တော်များများကတာမန်တစ်နှစ်တာဝန်ပြီးရင်အနားယူရမယ်လို့မျှော်လင့်ထားကြပေမဲ့ယူကရိန်းကထပ်မံတာဝန်ထမ်းဆောင်မှုအတင်းကျပ်ထားခြင်းကိုခံနေရပါတယ်သူတို့အင်အားတွေတနေချင်းတနေချင်းနှဲပါလာပါတယ်ယူကရိန်းကလည်းနေစဉ်တိုက်ခိုက်နေတာကြောင့် casualty တေဆုံးထိခိုက်ဒဏ်ရာရမှုတွေဖြစ်နေပြီးအားလုံးကိုပိုအင်အားကုန်သွားစေနိုင်ပါတယ်တေးကြတာတစ်ခုကလေ့ကျင့်နေတဲ့လူငယ်3600ကိုရှေ့တန်းပို့လိုက်တာနဲ့ သူတို့ဟာလက်ရှိစစ်သားတွေထက်ကြာဆုံးနိုင်မှု Canon folder ပုံများနိုင်တယ်လို့ဆိုနိုင်ပါတယ်။ပူတင်ရဲ့တခုရီးသောအခွင့်အရေးကသူတို့တစ်နှစ်တာဝန်ပြီးတဲ့အချိန်မှာပတ်စံပေးပြီးဆက်ခေါ်ထားဖို့ပဲဖြစ်လာပါလိမ့်မယ်။ Barus ကပြောပါတယ်။အဲ့ဒီ conscript တွေအတွက်တစ်နှစ်ပြည့်တဲ့အခါမှာစင်ရင်အားရှာဖွေရေးအရာရှိတွေလာပြီးတော့ဝေတုတ်ကြီးတွေပေးမယ်။အကျိုးခံစား권တွေလည်းတော်တော်များများပေးမယ်လို့ပြောထားတယ်။ယူကရိန်းကိုတိုက်ခိုက်ဖို့စာချုပ်လက်မှတ်ထိုးလိုက်ရင်ရပြီလို့ဆိုပါတယ်။ဒါနေမကပဲ။ ်ပူတင်ရဲ့စစ်တပ်ပြက်စီးနေတဲ့အခြေအနေကိုထပ်မံပြသနေတဲ့အချက်တစ်ခုကပူတင်ဟာစစ်သားရိစီပေးရတဲ့လာတာကိုလုံလောက်အောင်မပေးနိုင်တော့ဘူးဆိုတာပါအမျိုးမျိုးသောခံမှန်းချက်တွေရှိပေမဲ့ The Wall သတင်းစာကတော့ရုရှားစစ်သားတွေဟာလစဉ်ဒေါ်လာ2000ကနေ3000ဝန်းကျင်လောက်လာတာရနေကြတယ် Italy News သတင်းကတော့ယူကရိန်းမှာတေဆုံးတဲ့စစ်သားတအုပ်ရဲ့မိသားစုကိုဒေါ်လာ3500အထိထောက်ပံ့တယ်လို့ဆိုပါတယ် စာချုပ်လက်မှတ်ထိုးတဲ့အခါရနိုင်တဲ့ bonus တွေကလည်းဒေါ်လာ3000ထိရနိုင်တယ်လို့သိရပါတယ်။အဲ့ဒါအားလုံးကိုတွက်ပြီးကြည့်လိုက်ရင်ကုန်ကျစရိတ်ကအလွန်ကြီးမားလာတာကိုတွေ့ရပါတယ်။ဒါအပြင်ရုရှားရဲ့နိုင်ငံစည်းစိမ်ရင်းနှီးမြှုပ်နှံမှု World Fund ကလည်းပူတင်စစ်ပွဲဆလိုက်ကြတဲ့ကဒေါ်လာ100ဘီလီယံကနေ30ဘီလီယံသာကျန်တော့တာပါ။ရုရှားဟာဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်စီးပွားရေးအရအထူးအခက်အခဲတွေ့ကြုံနေရပြီးစစ်ပွဲအခြေအနေနဲ့ပြောင်းလဲသွားတဲ့စီးပွားရေးတောင့်ခံထားရတာကြောင့်ပြိုလဲလူနီးထိဖြစ်လာပါတယ်။ The Telegraph ကဆိုတာအရကတော့ရုရှားစစ်ပွဲရေးဟာဖြည်းဖြည်းချင်းအဆုံးသက်ကိုချဉ်းကပ်လာနေပြီလို့ဆိုပါတယ်။ပူတင်ကတလားကိုစစ်ထဲဝင်မဲ့ volunteers တွေကို3000ကနေ4000ခွဲကိုဆွဲဆောင်နေနိုင်စေပါ။သူတို့တွေကအများစုကလည်းရခင်စစ်တပ်တန်းတစ်ခုပြီးနေပြီးသား conscript တွေဖြစ်ကြပါတယ်။ဒါကြောင့်အခုချိန်မှာတော့အင်အားစုဆောင်မှုအခက်အခဲမရှိသေးပေမဲ့လူသစ်တွေကိုရှာဖွေနိုင်တဲ့နှုံနှေးလာတာတော့တည်လာပါတယ်။ အခချင်းငွေ compensation တောင်းဆိုမှုတွေကလည်းတက်လာပါတယ်။ဒါဟာရုရှားရဲ့စီးပွားရေးကိုတကယ်ဖျက်ဆီးနေတာဖြစ်ပါတယ်။ Barus ပြောတာကတော့2025ခုနှစ် February လက The Moscow Times ကထုတ်ပြန်ခဲ့တဲ့အချက်လည်းရ2024ခုနှစ်ကစစ်သားအလုခန့်မှုအမြင့်ဆုံးအချိန်ကာလနဲ့နှိုင်းယှဉ်လိုက်တဲ့အခါမော်စကိုမြို့မှာစစ်အလုခန့်မှုနှုန်းဟာ9000လောက်နှိမ့်ကျသွားတယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်တွေတုန်းကရုရှားမှာတနေ့ကိုစစ်သား250လောက်အလုခန့်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့အခုချိန်မှာတော့တစ်နှစ်40တောင်မတက်နိုင်တော့တာပါ။ဥတင်ရဲ့လူဝင်အားစုဆောင်းဖို့ဂျိုးပန်းဖူရိနေတယ်မဖြစ်နိုင်တော့တဲ့အခြေအနေပါ။ဒါဟာရုရှားပြည်သူတွေရဲ့စစ်ပွဲဆက်လက်တိုက်ခိုက်လို့တဲ့ဆန္ဒဟာအလွန်လျော့နေလာတာကိုလည်းပြသနေပါဗျ။လူတွေအနေနဲ့ပူတင်ရဲ့စစ်တပ်မှာဝင်တိုက်ဖို့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအနေနဲ့အရင်လောက်မပြတ်သားကြတော့ပါဘူး။ငွေအများကြီးပေးပြီးခေါ်လာတာတော့လူထုအပေါ်အရင်လောက်မလွှမ်းမိုးနိုင်တော့တာပါ။ဒီအခြေအနေတွေကြောင့်ပဲပူတင်ကအလွန်အမင်းပြောင်းလဲမှုတွေပြုလုပ်ဖို့ကြံစီခဲ့ပါတယ်။ ။ The Moscow Times ရဲ့သတင်းအရတရုတ်တောင်အာဖရိကဂါနာစတဲ့နိုင်ငံတွေကနိုင်ငံသားတွေအများပြားကရုရှားမှာစစ်သားအဖြစ်ဝင်တိုက်ဖို့လာကြတယ်လို့ဆိုပါတယ်။အချို့ရာရှိတွေကလည်းနိုင်ငံသား၁၀ယောက်ခန့်ပါဝင်တဲ့အဖွဲ့လိုက်အုပ်စုတွေ Recruitment Center စစ်သားစုဆောင်တဲ့နေရာကိုခေါ်လာကြတယ်လို့ဆိုပါတယ်။ဒါအပြင်ပူတင်က2024ခုနှစ်အောက်တိုဘာလကထုတ်ပြန်ခဲ့တဲ့တရားရေးဆိုင်ရာအမိန့်တစ်ခုအရပြစ်မှုကျူးလွန်သူတွေတရားစွဲခံရသူတွေအတွက်စစ်တပ်ထဲဝင်တာနဲ့ ပြစ်မှုကိုအရေးမယူတော့ဘူးခွင့်ပြုထားပါတယ်။အဲ့ဒီအစီအစဉ်ကနေတဆင့်ပဲ2000ဝယ်ခန့်ရှိတဲ့စစ်သားတွေကိုတက်မတော်တဲ့တိုးပွားပေးနိုင်မယ်လို့ယုံကြည်ထားကြပါတယ်။ဒါပေမဲ့ဒီလိုနီးလန့်တွေဟာကြာရှည်မခံနိုင်တဲ့ရေတိုဖြည့်ရှင်းနည်းတွေပါပဲ။ရုရှားအတွက်ပြစ်မှုကျူးလွန်သူတွေရော တခြားနိုင်ငံကအခသားနိုင်ငံသားတွေရောကအကန့်အသတ်ရှိပါတယ်။တချို့ကတော့အခချင်းဝယ်တွေကြောင့်ဝင်တိုက်ကြပေမဲ့ပူတင်ရဲ့စီးပွားရေးဟာနေ့စဉ်ထိခိုက်ပျက်စီးလာတာနဲ့မျှအဲ့ဒီအခချင်းဝယ်တွေပါပြက်လက်လာတာဖြစ်ပါတယ်။ ဒါကြောင့်လည်းနိုင်ငံသားသားစစ်သားတွေကိုပို့ရနိုင်မယ့်အခွင့်အရေးကနည်းလာတာပါပူတင်ကစစ်ပွဲအနိုင်ရဖို့တကယ်စင်အားထက်ငွေနဲ့ပေါက်ဝယ်ထားတဲ့လူဝင်အားကိုတက်မတော်ရဲထည့်နေတာပါဒါဟာတော်တော်လေးဆိုးွားတဲ့စစ်အခြေအနေတရက်ကိုထောက်ပြနေပါတယ်အဲ့ဒီအခြေအနေဟာရုရှားစစ်တပ်ရဲ့စနစ်တကျလည်းမရှိတဲ့အားလုံးကိုစီမံခန့်ခွဲနိုင်မယ့်အဖွဲ့အစည်းတစ်ခုလည်းမဟုတ်တော့တဲ့အခြေအနေကိုပြလွန်နေပါတယ်နောက်ထပ်ပြဿနာတစ်ခုကဒီငွေနဲ့ပေါက်ထားတဲ့လူဝင်အားနဲ့ စစ်ပွဲတွေမှာတကယ်စစ်အောင်မြင်မှုရဖို့ခက်ခဲလာတာပါပဲအကြမ်းဖက်တိုက်ခိုက်မှုတွေနယ်မြေပိုင်ဆိုင်မှုတွေပြောင်းလဲသွားပြီးရုရှားဟာအရင်ကလိုပြင်းထန်စွာမတိုက်နိုင်တော့ပါဘူးဘာရုစ်ပြောပုံအရဒီအချိန်မှာရုရှားစစ်တပ်ကဆုံးရှုံးမှုများလာပြီးတော်တော်လေးလှုပ်ရှားမှုနှေးပါလာပါတယ်စစ်တပ်တန်းကြာလာတာနဲ့မြတ်တဦးချင်းစီရဲ့တိုက်ခိုက်မှုတွေကလည်းရလက်နေလာတာမျိုးကိုတွေ့ရပါတယ်လို့ဆိုပါတယ်ဘာရုစ်ကတော့ယူကရိန်းကဒီလိုအခွင့်အရေးတွေကိုအသုံးချဖို့တေချာကြံစီနေပြီး ပေါ်ဂရိုဗက်စ်လိုနေရာတွေမှာရုရှားတပ်တွေဟာတိုးတက်မှုနည်းပြီးယူကရိန်းကစန့်ကျင်တိုက်ခိုက်မှုတွေကိုအောင်မြင်စွာပြုလုပ်နိုင်လာပြီလို့ပြောလာပါတယ်။ဗိုင်းရပ်စ်ကဆုံးဖြတ်ချက်တစ်ခုထပ်ထည့်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ကတော့ပူတင်ဟာသူစတဲ့စစ်ကိုတပတ်အတွင်းမှာပဲအောင်မြင်မယ်လို့ထင်ခဲ့ပေမဲ့အခုတော့သူ့ရဲ့စစ်မီးဟာတဖြည်းဖြည်းနဲ့သူ့ကိုယ်သူပြန်လောင်ကျွမ်းပြကြလာနေတာဖြစ်ပါတယ်။ယူကရိန်းဟာဆက်လက်တောင်းခံပြီးအချိန်ထက်ကြာရှည်စွာရှင်သန်နိုင်ခဲ့ရင် ရုရှားဟာသူ့ရဲ့စစ်အင်အားနဲ့စီးပွားရေးကိုပျက်စီးစေဖို့သူကိုယ်တိုင်စင်မွေးစင်မီးမွေးခဲ့ပြီးကြောင်းကိုမျက်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ချီးရှုအားပေးခဲ့တဲ့ပရိသတ်ကြီးအားလုံးပဲရှင်လန်းချမ်းမြေ့မှုနဲ့အတူတာယာတဲ့နေကောင်းချမ်းမြေ့လေးပိုင်ဆိုင်ကြပါစေခင်ဗျာ။